မင်္ဂလာပါ2025ခုနှစ်ဧပြီလ17ရက်မှာကြာရောက်မဲ့ရှုပ်မြင့်အပတ်စဉ်တောက်ကြနေ့ရုပ်တံတရင်စီစဉ်ကနေပြန်လည်ကြိုဆိုပါရရှင်။နောင်ချုံမြို့ကိုစစ်ကောင်စီတပ်ကဆက်တိုက်ပုံကျဲနေတာကြောင့်ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့တာ။လာရှိုးမြို့အတွင်းပျက်စီးသွားတဲ့နေအိမ်တွေကိုကိုကန်တပ်ကထောက်ပံ့ချေပေးနေတယ်လို့သိရပါဗျ။ တရုတ်ဘက်ကနေတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုဆင်ဖြူခဲ့မှရှိတဲ့လာဝကဘက်ကတင်စီထားပြီးပစ္စည်းတစ်ထုပ်ကို၃သိန်းနဲ့ပြန်ရွေးခိုင်းခဲ့ပါတယ်။ဒီသတင်းတွေအပြင်တခြားသတင်းတွေလည်းကြားဖို့ရှိပါတယ်။ကချင်တပ်မတော်ခရိုင်ရင်နဲ့တောင်တပ်မတော်ချင်းတော်ရီတို့အကြဆွေးနွေးနိုင်ဖို့ရှေ့ပြင်းညှိနှိုင်းမှုတွေစတင်နေပြီလို့ကချင်တပ်မတော်ရဲ့ဒုဗိုလ်ချုပ်ကြီးကွန်မော်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာအသိပေးပြောဆိုလာပါတယ်။ နဖွက်ဆွေးနွေးပွဲအတွက်ညှိနှိုင်းမှုတွေစတင်နေပြီးတက်ဆိုင်ရာဒေတာအတွင်းရှိမိဘပြည်သူတွေနားလည်ကူညီပေးဖို့အွန်လိုင်းသုံးစွဲသူတွေမီဒီယာတွေအကြံပေးထောက်ပြလူသူတွေထံအပြုတ်တဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေမျှော်လင့်တယ်လို့လည်းဒုဗိုလ်ချုပ်ကြီးကိုမော်ကပြောပြီးဘယ်ချိန်မှာစတင်ဆွေးနွေးမယ်ဆိုတာကိုတော့တိတိကျကျပြောဆိုထားတာမရှိသေးပါဘူး။ဆွေးနွေးမဲ့အခြေအနေနဲ့ပတ်သက်ပြီးတောင်းတက်ရဲ့သဘောထားကိုတရှိနိုင်ဖို့အတွက် PSFTNL ရဲ့ပြောခွင့်ရသူလွေရည်ဦးကိုရှင်ဖမီကဆက်တွဲမေးမြန်းထားသေးပါ ဒီကရက်ဇန်နဝါရီလကစပြီးရှမ်းမြောင်နမ်ခမ်းမြို့နယ်မိုင်းဝီကျေးရွာမန်တုံနဲ့ကုခိုင်မြို့နယ်တွေမှာခရိုင်ရင်နဲ့ထင်တော်ရေးအောက်ခြေတက်တာအချင်းချင်းပုတ်တိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့တယ်လို့ပြီးခဲ့တဲ့မတ်လ9ရက်မှာလဲကုခိုင်မြို့ထဲကိုခရိုင်ရင်ဘက်ကဝင်ရောက်လာလို့နှစ်ဖက်သက်အငင်းပွားမှုဖြစ်ပွားခဲ့ပြီးကုခိုင်မြို့ရှိ KIA ရဲ့ဆက်ဆံရေးယုံကိုထင်တော်ရေးကဝင်ရောက်စီးနင်းခဲ့တာကြောင့်နှစ်ဖက်သက်ကြားထိုးချိန်မှုတွေဖြစ်ပွားခဲ့ပူပါတယ်။ လာရှုံမြို့တိမ့်တိုက်ပွဲအတွင်းမြို့တွင်းကပြည့်စည်ထားတဲ့နေအိမ်309လုံးအတွက်ကိုကန်တက်ကတိမ့်1000ကျော်ထောက်ပံ့ပေးပြီးမရသေးတဲ့သူတွေဧပြီ16ရက်အထိလာရောက်ထုတ်ယူနိုင်ကြောင်းပြောဆိုထားပါတယ်။ လက်နက်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့တတနာအဆောက်အုံအပါအဝင်နေအိမ်တလုံးကို350နှုန်းနဲ့အဆောက်အုံပေါင်း309လုံးအတွက်တင်းတထောင်ကျော်ကိုဧပြီ9ရက်မှာစတင်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။မြို့ထဲနေပြီးထောက်ပံ့ခြင်းထုတ်ဖို့စီရင်ပါထားပြီးထောက်ပံ့ငွေမရသေးသူတွေအနေနဲ့လာရှုံမြို့ရက်ွက်တစ်မှာတက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့နေမြေမှုရဲ့ထောက်ခံချက်နဲ့တွားရောက်ထုတ်ယူနိုင်ကြောင်းပြောဆိုထားပါတယ်။ လာမယ့်ဧပြီလ20ရက်မှာ MNDAA ကလာရှိမျိုးကိုစစ်ကောင်စီထံလွှဲပြောင်းပေးသွားမယ်လို့သတင်းထွက်ပေါ်နေပြီးအုတ်ချုပ်ရေးကိုဘယ်လိုလှုပ်ဆောင်သွားမယ်ဆိုတာတော့ကိုကန့်တက်တဲ့စစ်ကောင်စီတပ်ဖက်ကတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။အန်တက်ထင်တွေထိန်းချုပ်ထားတဲ့နှံကံမြို့နယ်ထဲကကြေးရွာတချို့မှာရှိတဲ့ဆန်ဆက်ယုံတွေစီကို SSPP ကတနစ်ကိုဆန်68တောင်းနေတာကြောင့်ဒေသခံတွေအခက်အခဲဖြစ်နေတယ်လို့ဆိုပါရယ်။ ပြီးခဲ့တဲ့ဧပြီလ၁ရက်ကလေးကကျေးရွာအုပ်ချုပ်ရေးမှူးတွေကဆန်ဆက်ပိုင်ရှင်ကိုအခွန်စာရွက်တွေလိုက်ပေးနေပြီးဧပြီလ၆ရက်မှာဆန်ဆက်ပိုင်ရှင်တွေကတနစ်စာအတွက်ဆန်၆၈ပေးဆောင်ခဲ့ရလို့အခွန်ကောက်ရာကိုလျှော့ပေးစီခြင်းကြောင့်ပြောဆိုနေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်တရားဖို့ SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူဆိုင်ဖုံးဟန်ကိုရှစ်ပြည်မြောက်ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိခဲ့ပါဘူး ပြီးခဲ့တဲ့2024ခုနှစ်မှာလည်း SSPP တပ်ဟာမူဆယ်မြို့မှာရှိတဲ့ကုံဆုံဆိုင်တဲ့အစည်းအခမ်းတွေကိုအခွန်ပြေစာလိုက်ပေးပြီးချင်းချောက်ကငွေကောက်ခံခဲ့ပူပါတယ်တရုတ်ဘက်ကနေတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုစင်ပြူကိတ်မှာရှိတဲ့လဝကဘက်ကတင်စီထားပြီးတထုပ်ကူငွေ3သိန်းနဲ့ပြန်ရွေးခန်းခဲ့တယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရသူအမျိုးသားပြောပါတယ်။ စင်ဖြူဂိတ်မှာ9ကီလိုထက်မပိုတဲ့ကုန်ပစ္စည်းတွေကိုတည်ယူခွင့်ပြုထားပြီးတတ်မှတ်ထားတဲ့9ကီလိုကိုသာတည်ယူပေမဲ့ပြန်ဖန်းနေတာကြောင့်ဒေတာခံတွေအခက်ကြုံနေရပါတယ်။ဒါအပြင်မီးစက်နဲ့တခြားဆက်ပစ္စည်းတွေကိုလည်းလဝကဖကယူထားပြီးပစ္စည်းရဲ့အလေးချိန်နဲ့တန်ဖိုးပေါ်မူတည်ပြီးငွေပေးဆောင်နေရတာတွေလည်းရှိနေပါတယ်။စင်ဖြူဂိတ်မှာပြီးခဲ့တဲ့ဇန်နဝါရီလကလည်းကုန်တယ်တွေရဲ့ကားနဲ့ဆိုင်ကယ်ကိုစစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီးပြီးငွေသိမ်းနဲ့ချီပြန်ရွေးယူခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပူပါတယ်။ ပြီးခဲ့တဲ့ဧပြီလတရက်ကလည်းမူဆယ်မျိုးစင်ပြူပေါက်ကိမှာမူဆယ်လာဝကအရာရှိတဦးကအသက်58နှစ်အရွယ်အမျိုးသမီးတဦးကိုမူလဲတဲ့အထိရိုက်နှက်ခဲ့ဘူးတလို့ငွေတောင်းပြီးဖမ်းဆီးစစ်ဆေးတာတွေလည်းရှိခဲ့ပူပါတယ်ဧပြီလ9ရက်နေ့လယ်တနိုင်ဝင်းကျင်မှာနောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့လို့ဒေသခံတအူးထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရတီးရပါတယ်။ ပြည်ခဲ့တဲ့ဧပြီ5ရက်ညကလည်းနှံဆောင်မှုကြေးရွာထဲကိုဘုံကျဲချတိုက်ခတ်ခဲ့လို့နေအိမ်နှလုံးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒါအပြင်တောင်ခမ်းရွာမှာလည်းတိုက်ပွဲဆက်လက်ပြင်းထန်နေလို့စစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်ထံခံကာကွယ်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တို့ကရွှေပြည်မျိုးပြောပါရယ်။ဧပြီ5ရက်ကလည်းတောင်ခမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကအစိမ့်ငွေဘုံအုံပြုတ်တိုက်ခတ်ခဲ့ကြောင်းထင်လာရေးဘက်ကထုတ်ပြန်ထားပါရယ်။ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ငလင်ပေးကြောင့်ပြစ်ခတ်ရက်ဆဲထားကြောင်းထုတ်ပြန်ထားကြပေမဲ့အပြစ်ခတ်ရက်ဆဲတာကိုချိုးဖောက်နေကြောင်းနှစ်ဖက်အပြန်အလှန်ဆွဆွဲထားကြပါတယ်။သတင်းတွေကိုဒီမှာပဲရနာခွင့်ပြုပါတင်ဆက်ပေးထားတဲ့သတင်းတွေကိုကြည့်ရှုနာဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။